ကိုလက်ထဲမှာခြင်ထားတဲ့ iPhone ကိုစမတ်ကြကြဘယ်လိုသုံးလို့ရမလဲဒီနေ့မှာတော့ iPhone နဲ့ပတ်သက်တဲ့တက်ဆန်ထွက်တွေကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ကိုကကို့ဘေးနားမှာပေါ့နော်တယောက်ယောက်ကတချင်းဖွင့်တယ်ကိုကအဲ့တချင်းရဲ့တချင်းခေါင်းစဉ်တချင်းနံပါတ်သိကျင်တယ်ဆိုရင် iPhone တွေမှာအလွယ်တကူလုံးလို့ရတဲ့နည်းလမ်းလေးရှိတယ်အဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုတာကိုခုပြောပြပေးမယ်ဒီ feature လေးကိုဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်တို့ပထမဆုံး control center ကိုဆွဲချလိုက်မယ်ပြီးတော့လွတ်နေတဲ့နေရာလေးကိုနည်းနည်းလေးဖိပေးလိုက်အဲ့ဒီ control နှိပ်မယ်ပြီးတော့ကျွန်တော်ဒီ S ပုံစံလေးနဲ့ recognize music ကိုကျွန်တော်တို့နှိပ်လိုက်မယ် ဒါဆိုရင်ရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ကဘေးကပတ်ဝန်းကျင်ကတခြင်းတွေကိုခေါင်းစဉ်သိကျင်နေဆိုရင်ဘယ်လိုလုပ်လို့ရဆိုဒီအိုင်ကွန်လေးကိုနှိပ်လိုက်မယ်ဆိုရင်သူကတခြင်းတွေနားထောင်လေပေါ့နော်ပြီးကြရင်ဒီတခြင်းခေါင်းစဉ်နာမည်ကိုကျွန်တော်တို့အပေါ်ထောင်လေးမှာပြပေးလိမ့်မယ်ဒီ feature လေးကိုကျွန်တော်အခုစမ်းပြပေးမယ်အရင်ဆုံးကျွန်တော် TikTok နဲ့တခြင်းတစ်ပုဒ်ဖွင့်လိုက်မယ်ပြီးကြဒီကျွန်တော် iPhone မှာကျွန်တော်ဒီဒါလေးဖွင့်လိုက်မယ်ပေါ့နော်အာပြကြဆိုရင်ဒီမှာသူ့ရဲ့ တချင်းပေါ့နော်သူတချင်း pick up ဆိုတဲ့တချင်းကပေါ်လာပြီပေါ့နော်အဲ့ခါကျရင်ကိုက Apple Music တွေပါရှိရဆိုရင်တခါတည်းနားထောင်လိုက်လို့ရတယ်နောက်တစ်ချက်ကတော့ကိုက Safari တွေဝင်ပြီးတော့ file တွေကို download လုပ်တဲ့အခါမှာကိုဖုန်းမှာပဲစစ်အောင်ဘယ်လိုလုပ်မလဲပုံမှန်ဆိုရင် iPhone တွေမှာကအဲ့လို Safari ကစစ်ပြီးတော့ file တွေကိုသွားထောင်းမယ်ဆိုရင်ကျွန်တော် iCloud Drive ပေါ်မှာပဲသွားပြီးတော့စစ်တယ်ပေါ့နော်ကိုက free user တယောက်ဆိုရင် iCloud Drive ကလည်း 5GB လောက်ကပဲရတာဆိုတော့ 5GB ပြည့်သွားရင်ကိုက file ကို download မရတာလေအဲ့လိုမျိုးပြဿနာရှိတယ်အဲ့တော့ကိုဖုန်းထဲမှာပဲစစ်အောင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ အခုပြောပြပြဒီ feature လေးကိုဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်အောက်လေးကိုနည်းနည်းဆွဲချပြီးတော့ကျွန်တော်တို့ app ထဲဝင်မယ်ပြီးကြတော့ကျွန်တော်တို့ဒီ safari ကိုရှာမယ်ပေါ့နော် safari ထဲဝင်မယ် safari ရောဝင်ပွားရင်ကျွန်တော်တို့အောက်ကိုနည်းနည်းလေးဆွဲချပြီးတော့ download နှိပ်မယ်ဒါကတော့ကျွန်တော်ကြိုပြီးတော့ပြောင်းထားပါဗောနော် on my iphone ဆိုပြီးတော့ပုံမှန် iPhone တွေဆက်စပ်ခြင်းမှာကြတော့ on my iCloud ဆိုပြီးတော့ပေါ်တာအဲ့ချိန်မှာ on my iPhone လေးကိုဒီလိုမျိုးနှိပ်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ ဖုန်းထဲမှာပဲကျွန်တော်တို့ file တွေကမှတ်သွားမယ်ပေါ့နော်ကျွန်တော်တို့ iCloud ပေါ်မှာမှတ်တော့မှာမဟုတ်ဘူးနောက်တစ်ခုကတော့ကိုကကိုယ့်ရဲ့ဖုန်းလေးကိုသုံးလာကြပြီအဲ့ချိန်မှာကိုက application ပေါင်း16000လောက်လေအများကြီးထည့်ထားတော့ကိုယ့်ရဲ့ home screen ကကြည့်လို့မလှတော့ပေါ့နော်ရှုပ်ပွားနေရဆိုရင် iPhone တွေမှာလွယ်လွယ်ကူကူနဲ့ရှင်းရှင်းလင်းလင်းဖြတ်အောင်လုပ်လို့ရတဲ့နည်းလမ်းလေးရှိတယ်အဲ့ဒါကိုဘယ်လိုလုပ်အောင်လဲဆိုတော့အခုပြပြပေးမယ်ဒီမှာဆိုရင် message ကိုကြည့်လိုက်ပေါ့နော်ကျွန်တော်ဖုန်းကသုံးလာကြပြီ application ကလည်းအများကြီးဖြစ်နေပြီဆိုတော့ဒီမှာရှုပ်ရှက်ခတ်ပြီးတော့ရှင်းရှင်းလင်းလင်းရှိမနေပါဘူးနော်အဲ့ဒါကိုကျွန်တော်ကရှင်းရှင်းလင်းလင်းဖြတ်ချင်နေတယ်ဆိုရင်ကျွန်တော်ပထမဆုံး ဆက်တင်နဲ့ဝင်မယ်ပြီးတော့ကျွန်တော်တို့ general နဲ့ဝင်မယ်နောက်ပြီးတော့ audio ကိုနည်းနည်းလေးဆွဲချပြီးတော့ကျွန်တော်ဒီမှာဆိုရင် transfer and reset iphone ဆိုရှိတယ်အဲ့ဒါကိုနှိပ်လိုက်မယ်ပြီးတော့ reset ကိုနှိပ်မယ်ဒီမှာဆို reset ချရစီအများကြီးရှိရပေါ့နော်ဒါမဲ့ကျွန်တော်က home screen layer ကိုပဲချမှာဖြစ်တဲ့အတွက်ကြောင့် home screen layer reset ကိုနှိပ်လိုက်မယ်ဆိုရင် ရပါပြီ။ဒါဆိုရင်တော့ Mesri ရဲ့ iPhone Home Screen လေးကအရှင်းရှင်းလင်းလင်းတက်တက်ရက်လေးဖြစ်သွားမှာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကိုကကိုယ့်ရဲ့ iPhone ကနေပြီးတော့ website တခုလည်းဝင်ကြည့်တဲ့အခါမှာအဲ့ website မှာရှိတဲ့ကြော်ညာတွေပေါ့နော်။အဲ့လိုမျက်စိနောက်ဆရာကောင်းတဲ့ကြော်ညာတွေကို iPhone မှာမကြည့်ရင်ဖောက်ထားလို့ရတယ်။ဒီဟာလေးကိုဘယ်လိုလုပ်ရမလဲဆိုတာကိုအခုပြောပြပေးမယ်။ဒီ feature လေးကိုဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ပထမဆုံးကိုသုံးနေကြ website ထဲဝင်ရမှာဆိုတော့ကျွန်တော် Safari ကနေပြီးတော့ကိုသုံးနေကြ website ထဲဝင်လိုက်မယ်။အဒီမှာဆိုရင်ကျွန်တော်တို့လောင်းကစားကြော်ညာတွေတွေ့ရတယ်ပေါ့နော်။အားတွေကိုကမျက်စိနောက်လို့မကြည့်ခြင်းဘူးဆိုရင် ဒါလေးကိုနှိမ့်ရမယ်ဆိုတော့ကျွန်တော်ဘဲဘဲရဲ့အောက်ဖက်ထောက်မှာရှိတဲ့ဒါလေးကိုနှိမ့်လိုက်မယ်ပြီးရတော့ height distraction item နှိမ့်မယ်ကို height ချင်တဲ့ကြော်ညာပေါ့เนาะအဲ့ဒါလေးကိုနှိမ့်ပြီးတော့ height လို့နှိမ့်လိုက်ရင်ကျွန်တော်တို့ star node လက်ဖြောက်ပြီးလိုက်ပြီး height သွားမယ်ပေါ့เนาะပြီးကြရင် down ကိုနှိမ့်မယ်ဆိုရင်လုံးဝ height သွားပါပြီကျွန်တော်နောက်တစ်ခုထပ်လုပ်ပြပါမယ်ဒါလေးကိုနှိမ့်မယ် height distraction item နှိမ့်မယ်ကြာရင်ဒါလေးကိုနှိမ့်ပြီးတော့ height လို့နှိမ့်လိုက်ရင် ရောက်တာမှာပါ။ဒါလို့မှမဟုတ်ဘူးမိတ်ဆွေရဲ့ကြော်ညာကိုကြည့်တဲ့တမားဆိုရင်ပြန်ဖွားမယ့်နီလန်းလေးကိုလည်းပြောပြနိုင်မယ်။ဒါလေးကိုဘယ်လိုပြန်ဖွားမလဲဆိုတော့ကျွန်တော်တို့ခုနကနှိပ်တဲ့နေရာလေးပဲပြန်နှိပ်မယ်။ပြီးတော့ show hidden item နှိပ်မယ်။ပြီးတော့ show လို့နှိပ်လိုက်မယ်ဆိုရင်ကြော်ညာလေးတွေပြန်ပေါ်လာပါပြီ။ဒါလေးကတော့ကျွန်တော် iPhone နဲ့ပတ်သက်တဲ့ smart charger တုံးလို့ရတဲ့နီလန်းလေးကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။အဲကျွန်တော်တို့နောက်ထပ် video တွေမှာလည်းဒီလိုမျိုး iPhone နဲ့ပတ်သက်တဲ့ test and try video တွေကျွန်တော် Android နဲ့ပတ်သက်တဲ့ test and try video လေးတွေကိုပြောပြသေးတော့မှမလို့ကျွန်တော်တို့ရဲ့ page ကို like and subscribe လုပ်ခဲ့ပါလို့ပြောနေပဲ။ ားလုံးကျေးဇူးတင်တယ်ကျွန်တော်အောင်ခတ်ပါ